ဟယ်လိုမင်္ဂလာပါရွှေဝါကူနေကောင်းသွားပြီဆိုတော့ဝိပြန်ချလို့ရပြီဆိုတော့ဒီနေ့ဝေါ့ထမင်းမောင်းလေးလှုပ်စားပါမယ်ဝေါ့ထမင်းမောင်းဆိုဝေါ့ဆန်နဲ့လှုပ်ထားထမင်းမောင်းလေးပေါ့နော်အခုပြသွားတော့ဝေါ့ဆန်တုပ်လေးရဲ့ချင်းသက်မြယူနီချမ်းပူလေးခွက်ကလေးဖြစ်ပါတယ်အော်ဆန်တုပ်လေးကိုဖောက်ပြီးပြီဆိုတာနဲ့တခါစားစားနေ့လယ်စားတနက်စားပေါ့နော်ဝေါ့ဆန်လေးကိုအခုလိုပဲထမင်းစားစုံနဲ့သုံးစုံချိန်ပြီးတော့ပကံလုံးတစ်ခုရထည့်လိုက်ပါမယ် ပြီးရင်သူ့ရေးဆေးစရာမလို့နော်ရေနွေးစုစုကိုပဲတမင်းစားစုံနဲ့အခုလိုမျိုးလေးစုံချိန်ပြီးထည့်လိုက်မယ်ပြီးရင်မှွေပြီးတော့အပေါ်ကနေအဖုံးလေးအုပ်ထားလိုက်တာနဲ့ဆယ်မိနစ်နေပြီးဆိုတာနဲ့ယူနိုဝေါ့တမင်းရရှိမှာဖြစ်ပါတယ်အာဒီဝေါ့ဆန်နေရဆိုလို့ရှိရင်အချိန်မပေးနိုင်ဘူးအလုံးရှုပ်တာတက်တာခြင်းနဲ့သူတွေအတွက်ဆိုအရန်ကိုအဆင်ပြေဒါလေးတော့ဂျင်းတက်မြာရေနေချက်တစ်ခါတောက်ထုတ်လိုက်ပါသူတို့ပေးလိုက်တဲ့လက်ဆောင်ပေးလိုက်တဲ့ခွက်ကလေးရဲ့ထဲပဲတစ်ခါရေနေစိန်လိုက်မြေပေါ့နော် ဲ့တော့ဒီပစ္စည်းလေးတွေအားလုံးယူရတော့ my hatchia ဆိုတဲ့ page ကနေပြီးတော့မှာယူထားတာပါဒီလိုယူနေစိန်ထားချိန်မှာယူကတခွားပြုံကြောချက်လေးလုတ်ပါမယ်ချက်သွင်းနေတလို့မထူမပါလိမ့်မယ်တခွားပြုံလေးကိုလည်းမထူမပါလိမ့်မယ်ဒါအခွန်ခွန်နှွားနေရမဟုတ်ဘူးနော်ဟို delivery တိတ်ကကော်ရီချန်လို့ချစ်ထုံနေအဲတခွားပြုံလေးကိုအခွန်မနှွားပဲနဲ့အခုလိုမျိုးမထူမပါလိပြီးတော့ပြင်ဆင်ထားလိုက်မယ်ချက်သွင်းဖြူလေးလေးမောင်တပြားရိုက်ပြီးတော့ပကံလေးတစ်ခုထဲမှာအားလုံးပြင်ဆင်ထားလိုက်မယ်ပေါ့နော် ဲ့လိုမျိုးလှီးပြီးသွားလို့ရှိရင်ရောဘာထတ်ထဲမလဲဆိုတော့မှုလေးနဲ့နဲ့ထတ်ထဲမယ်မိုးလေးနော်ချဲ့ရနေရမှာမြင်မြန်နူးအီအောင်လို့မိုးလေးကိုလည်းအလေးအနက်ချမ်းလိုက်မယ်ဝိတ်လျှော့နေရဆိုရင်ကဟိုကြက်သားမှုတွေပါမသုံးဘူးပန်းရောင်စားနဲ့အတိရွက်ဟင်းဟင်းတိရွက်မှုရယ်ပစုံချောက်ပဲအာကိုရယ်ပေါ့နော်ချိုးတက်ယူရနေရမှာအဲ့တော့ပစုံချောက်လေးနည်းနည်းထပ်ထည့်လိုက်ပါမယ်ပစုံချောက်လေးလက်လေးတစ်စုပ်ထည့်လိုက်မယ်ပေါ့နော် ထည့်ပြီးသွားလို့ရှိရင်တော့စီကတော့ပက်ပီဆက်စီကိုပဲသုံးပါတယ်ကျမနဲ့ညီညွတ်အောင်လို့အိုးမိခင်လိုက်မယ်စီလေးပစ္စည်းလေးပဲထည့်မယ်နော်အဲ့တော့စီချက်သွားပြီဆိုလို့ရှိရင်ချက်သုံးအဖြူနီပစုံချောက်ထည့်ပြီးရောသမမွေလိုက်မယ်အဖြူနီလေးမွှေးလာပြီဆိုလို့ခုနလေးရတယ်တခွားပြုံနဲ့မှုလေးထည့်လိုက်မယ်စားလေးနဲ့ထည့်မယ်ချက်ကန်မငရေကောင်းလေးထည့်အုပ်လိုက်မယ်ပေါ့နော်ရိုက်ပြအောင်မိသွားလို့ဒီမှာ အဲဝါဟုထမင်းလေးရရှိနေပြီဆိုတော့အဲထမင်းလေးပေါ်ခုနချက်ထားတဲ့ဒီတခွားပြုံကြောကြဲလေးလောက်ထည့်လိုက်မယ်စားလို့ရပါပြီအဲစားပါတော့မယ်အရင်ဆုံးမစားခင်ကျင်းသက်များရွေးနေကြတဲ့တငုံတောက်လိုက်မယ်ပေါ့နော်ဥယင်ရှင်းလိုက်မယ်လေပူးတာကဲတောက်ကြည့်လိုက်မယ်အရသာလေးကอืมမစိုးချင်းချင်းလေးနဲ့မှုမှုလေးစားပါအောင်ရှင်ချစ်ရပြိတက်ကြီးအရင်ဆုံးဥချရတယ်နော်အဲစားပြီးအချိန်မှာလက်မထောင်တဲ့အတိတ်ပဲရတော့ကိုချက်ကိုကောင်းဆိုတဲ့အတိတ်ပဲကိုဖော်ညွှန်းတာပါ အရန်အောင်စားကောင်းပါတယ်ဒီထမင်းတစ်ပကံဆိုလို့ရှင်ကယ်လိုရီတက်အနည်းဆုံးနဲ့ဗိုက်ပြေဆုံးထမင်းတစ်ပကံပါပဲအဲ့တော့ဝိတ်ချနေတဲ့သူဒီလိုမျိုးလေးလှုပ်ရှားကြည့်နော်ဒီဝါဟုဆန်နေချင်းတမြရင်းနေချန်နေကိုမှာယူတဲ့ page ကတော့ my hatchia ဆိုတဲ့ page ကနေမှာတာပါထပ်ပြီးပြောပြပေးရပါ page link တွေကိုလည်း comment မှာချပေးကြပါမယ်အဲ့တော့ယုံလို့ပဲဝိတ်ချခြင်းနဲ့သူရဲ့အချိန်နဲ့အများမပေးနိုင်ဆိုရင်ဒီလိုမျိုးလေးချက်စားကြည့်ပါလို့အကြံပြုပါရနော်ကျေးဇူးပါတတ်တာ